ားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့မောင်ပန်းနဲ့အောင်ပါပြတနာပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကရွာလေးတရွာမှာမောင်ပန်းနဲ့အောင်ပါဆိုပြီးအိမ်ကြီးချင်းနှစ်ယောက်ရှိကြလေတဲ့မောင်ပဟာမွေးမြူရေးသမားတယောက်ဖြစ်တာကြောင့်ကြက်တွေကိုမွေးမြူပြီးအသက်မွေးဝမ်းကြောင်းပြုလေတဲ့အောင်ပါကတော့မုတ်ဆိုးပြီးပြီးအမဲလိုက်ကအသက်မွေးဝမ်းကြောင်းပြုကြလေတဲ့ အောင်ပါဟာမုံဆိုးဖြစ်တာကြောင့်သူနဲ့အတူ အမဲလိုက်ဖို့အတွက်တာမာပြီးအမဲလိုက်ရမ်းတော်တဲ့ခွေးငါးကောင်မွေးထားပြီးအမဲမလိုက်ရတဲ့နေ့တွေမှာတော့သူ့ရင်ချန်ထဲမှာ ခွေးတွေကိုလွတ်လပ်စွာလွတ်ထားတတ်လိမ့်ရှိနေတယ်။မောင်ပါဟာ သူ့ရဲ့ကြက်တွေကိုအိမ်ချန်ထဲမှာပဲလွှတ်မွေးထားပြီးသူဟာကြက်တွေကိုအရန်ကယူဆိုင်တက်ပြီးတေချာပြုစုမွေးမြူလေတဲ့ဒီလိုနဲ့တနေ့မှာအောင်ပါရဲ့ခွေးတွေဟာမောင်ပါအိမ်မှာမရှိတော့အိမ်ချန်အပေါက်တစ်ခုကဝင်ပြီး မောင်ပါရဲ့ကြက်တချို့ကိုဖမ်းယူဆောက်တောက်လိုက်လေတဲ့မောင်ပါပြန် အိမ်ပြန်ရောက်တဲ့အခါမှာသူကျက်တွေကို ခွေးတွေကကယူဖန်ဆာသွားတာကိုမြင်လိုက်ရတော့မောင်ဘဟာလည်းဘေးအိမ်ကအောင်ဘထံကိုသွားပြီးအောင်ဘမင်းရဲ့ခွေးတွေဟာငါရဲ့ကျက်တချို့ကိုစားသွားတယ်။ဒါကြောင့်မင်းရဲ့ခွေးတွေကိုခြံလေးတစ်ခုလုပ်ပြီးတေချာစွာမွေးမြူပေးပါလားကွာဆိုပြီးတောင်းဆိုတာပေါ့။အဲ့ဒီအခါအောင်ဘကလည်းအေးပါကွာငါခွေးတွေကိုငါတေချာထိန်းထားမယ်လို့ပေါ်ပြပြနဲ့ပြန်ပြောလိုက်လေတဲ့။မောင် ောင်ပါလဲသိစိတ်မကျေနပ်နဲ့အိမ်ကိုပြန်သွားလေတဲ့အောင်ပါဟာသူစည်းဝါးရေးကိစ္စမဟုတ်တာကြောင့်ခွေးတွေကိုခြံလုံးပြီးထိမ့်သိမ့်တက်ဖို့ထက် ဘယ်တော့တွေအမဲလိုက်ရင် ကောင်းမလေးဆိုတာကိုပဲစဉ်းစားနေတော့တာပေါ့ဒီလုံးနဲ့နောက်တစ်နေ့ပြန်ရောက်တော့မုတ်ဆိုးကြီးရဲ့ခွေးတွေဟာမောင်ပွားခြံထဲကိုဝင်ပြီးကြက်တွေဖမ်းယူစားတော့ကြပြန်တယ်ဒီအခါမောင်ပွားလည်းဒေါသထွက်သွားပြီးရွာလူကြီးထံသို့သွားကရွာလူကြီးခင်ဗျာကျွန်တော်ဘေးအိမ်ကအောင်ပွားရဲ့ခွေးတွေဟာကျွန်တော်ကြက်တွေကို လာလာဖမ်းစားနေတယ်ဗျာ ကျွန်တော်အောင်ပွားကိုလုံခြုံတဲ့ခွေးချံတစ်ခုသေးချာလုပ်ပြီးထိမ့်သိမ့်ပေးဖို့ကိုလည်းသွားပြောပြီးပြီးဒါပေမဲ့သူကမလုပ်ပေးဘူးပေါ်ပြပြနဲ့ပဲနင်းနေတဲ့ကြာရင်ကျွန်တော်ချက်တွေအကုန်ကုန်တော့မှာပဲဗျကျွန်တော်ကိုထိရောက်စွာအေးအေးယူပေးပါဆိုပြီးရွာလူကြီးကို တိုင်ချလိုက်တာပေါ့ဒီရွာလူကြီးကလည်းတေချာစည်းစားပြီးမင်းတို့နှစ်ယောက်ကဟိုးငငယ်လေးကလေးကအိမ်ကြီးချင်းတွေအဖြစ်ခင်မင်းငငယ်တာကြာပြီး ခုဒီပြဿနာသေးသေးလေးကိုအေးအေးယူလိုက်ရင်ပြဿနာကြီးတစ်ခုဖြစ်သွားလိမ့်မယ်ကွာအိမ်ကြီးချင်းဆိုတာ အမုန်းတရားတွေပွားကြရင် မကောင်းပေဘူးမင်းချက်တွေထပ်ပြီးမဆုံးရှုံးရအောင်ငါမင်းကို အကြံတစ်ခုပေးမယ်ဆိုပြီးရွာလူကြီးဟာ အမြော်အမြင်ကြီးစွာနဲ့အကြံတစ်ခုပေးလိုက်လေတဲ့ဒီလိုနဲ့မောင်ဘဟာအင်ကိုပြန်ရောက်တော့ရွာလူကြီးပြေးလိုက်တဲ့အကြံအတိုင်းပဲ သူ့အိမ်မှာရှိတဲ့ကြက်တွေတဲကအလှဆုံးဆိုတဲ့ကြက်တစုံကိုရွေးကအောင်ဘအိမ်ကိုသွားပြီးအောင်ဘရဲ့ငါမင်းကိုကြက်တစုံလက်ဆောင်ပေးခြင်းလို့ကွာငါမှာရှိတဲ့အလှဆုံးကြက်ကိုမင်းအတွဲရွေးလာတယ်ဆိုပြီးကြည်ကြည်ပြူပြူနဲ့အောင်ဘကို ပေးလိုက်လေတဲ့ဒီအခါအောင်ဘလည်းလှပတဲ့ကြက်တစုံကိုရတော့ဝမ်းသာပြီးကျေးဇူးတင်စကားပြောရင်သူ့မှာရှိတဲ့အသားအဆောက်တွေကိုမောင်ဘစားဖို့အတွက်ပြန်ပြီးလက်ဆောင်ပြန်ပေးလိုက်လ နေတယ်။မောင်ဖပြန်သွားပြီးနောက်အောင်ဖဟာသူ့ချက်တွေကိုသူ့ခွေးတွေမကရအောင်ဆိုပြီးခွေးတွေကိုတေချာခိုင်ခန့်တဲ့သစ်သားလောင်အိမ်လေးလောက်ကထည့်ထားလိုက်တော့တာပေါ့ကွယ်။ အဲ့ဒီနောက်မှာတော့ခွေးတွေဟာမောင်ဘွားခြံထဲကို မသွားရတော့တာကြောင့်မောင်ဘွားဟာလည်းကြက်တွေကိုစိတ်ချလက်ချမွေးမြူလို့ရသွားလေတဲ့အောင်ဘွားဟာလည်းသူ့ရဲ့လှပတဲ့တစုံကိုမွေးမြူရင်ပွားများလာတာနဲ့အမြပူပူကယူဆိုင်ဆောင်းရှောင်းရင်မောင်ဘွားနဲ့အောင်ဘွားတို့နှစ်ယောက်ဟာတသက်လုံးအင်းနီးချင်းကောင်းတွေအဖြစ်နဲ့တယောက်အခက်ခဲတယောက်ကူညီကြပြီးပျော်ရွှင်စွာနေထိုင်သွားကြလေတဲ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲ ှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်